မင်္ဂလာပါရှင်မေလ9ရက်တနင်္လာနေ့ရက်ထူးခြားခြားပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ပြည်ဦးလင်မှာမိုးများပြီးကျေးရွာ၃ရွာနိုင်ပိုင်းရေကြီးမှုဖြစ်ပွားတဲ့သတင်းမန္တလေးတိုင်းပြည်ဦးလင်မြို့နယ်ကမန္တလေးပြည်ဦးလင်လမ်းမပေါ်မှာတောင်ချချောင်းရီတွေကျလာတာကြောင့်ကျေးရွာ၃ရွာလောက်နာရီပိုင်းလောက်ရေကြီးခဲ့တယ်လို့သိရှိရပါတယ်။ပြည်ဦးလင်မြို့မှာမေလ၄ရက်မနက်ပိုင်းကမိုးတိုးတိုးမမဲရွာခဲ့တာကြောင့် တောင်ပေါ်ကနေကြလာတဲ့ချောင်းယူတွေဟာဆယ်တော်၊ဂိုက်တန်း၊အုံချောစတဲ့ကျေးရွာတွေတဲကိုမနက်ခွနနာရီကစပြီးရေဝင်ရောက်လာတာလို့သိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ရန်ကုန်မော်လမြိုင်ကားလမ်းပေါ်ရှိမိုးကောင်တရာဒုတိယအကြိမ်မိုက်ခွဲခံရတဲ့တဲ့။မွန်ပြည်နယ်တထုံမြို့နယ်မော်လမြိုင်တထုံရန်ကုန်ပြည်တော်စုကားလမ်းမပေါ်ရှိမိုးကောင်တရာဟာမေလ3ရက်နေ့ကမိုက်ခွဲခံရကြောင်းသိရှိရပါတယ်။ လက်ရှိတွင်တံတားမှပြူကျပျက်စီးသွားပြီးအိမ်စည်းကားများအနေဖြင့်ရွာလန်းထဲမှဖြတ်ပြေးရတော့လေကုန်ကားကြီးများအနေဖြင့်ရှေ့ဆက်လို့မရပဲလမ်းပေါ်တွင်ပိတ်မိနေကြခြင်းဖြစ်ကြောင်းသိရပါသည်။မိုးကောင်တံတားဟာမော်လမြိုင်တထုံရန်ကုန်လမ်းမကြီးပေါ်တွင်တည်ရှိပြီးယခုမိုင်းခွဲခံရမှုမှာဒုတိယအကြိမ်မိုင်းခွဲမှုဖြစ်က2024ခုနှစ်ဖေဖော်ဝါရီ28ရက်နေ့ကလည်းမိုင်းခွဲခံရလို့မိုးကောင်တံတားပျက်စီးခဲ့ကြောင်းသိရှိရပါသည်ရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့အမျိုးသမီးများကိုတရုတ်မယားအဖြစ်ရောင်းစားခဲ့ကြသူများကိုအလုံးနဲ့ထောင်နဲ့ဆယ်နှစ်စီချမှတ်တဲ့တဲ့င်အမျိုးသမီးများကိုတရုတ်ဇနီးများအဖြစ်ပို့ဆောင်ရောင်းစားခဲ့ကြသူတရခန်သုံးအားလူကုန်ကူးမှုဖြင့်အလုံးနဲ့ထောင်နဲ့ဆယ်နှစ်စီအတိတ်ချမှတ်ခဲ့ပြီးတင်းဆောင်တရခန်သုံးတို့ကိုလည်းရာဇဝဲကျက်တော်ဥရီပုံမှန်89မြင်းဆောင်88အတီးပြုတ်ထုတ်ဆင်ခဲ့ကြောင်းမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ထံမှသိရပါဗျ ဖြစ်စဉ်မှာနေပြည်တော်ကောင်စီနေပြည်တခိဒသီရီမျိုးနဲ့ထန်းတပင်ကျေးရွာတွင်နေထိုင်သူများဖြစ်တဲ့ဇော်မင်းဆန်နဲ့မတ်တော်ရာမင်းဆိုသူတို့ကနေပြည်တော်ကောင်စီနေပြည်တခိဒသီရီမျိုးနဲ့ထန်းတပင်ကျေးရွာနေအမျိုးသမီးတဦးကိုတရုတ်မျိုးသားနဲ့လက်ထက်ရန်တရုတ်နိုင်ငံသူပို့ဆောင်ခဲ့ကြပြီးလေဝေးခရိုင်တခိဒသီရီမျိုးနဲ့အေဂီဟာနေပြည်ရဲစခန်းပ59မြင်းဆောင်2024လူကွန်ကူမှုတာစီနေနေရေးဥပဒေပုံမှန်38မြင်းဆောင်ကဖြင့်အမှုရေးဖွင့်တရားစွဲတင်ခဲ့ပါတယ်။ ၎င်းအမှုနယ်ပတ်သက်လို့လေဝေးခရိုင်တရားရုံးမှာဧပြီ29ရက်တွင်တရားခန်းစော်မင်းဆန်နှင့်မတ်တော်ရာဝင်းတို့နှစ်ဦးကိုလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုံမှန်38ကအရာအလုံနဲ့ထောင်နဲ့ဆယ်နှစ်စီကြာခံစေရန်ချမှတ်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့မြမပင်လေပင်တွင်နောက်24နာရီအတွင်းအမြင့်ရှိပေသည့်လှိုင်းကြီးနိုင်တယ်လို့မူဇလာအတိပေးတဲ့တဲ့တွင် မြမပင်လေးပြင်းတွင်မေလ၄ရက်မုန်တဲ့ချိန်မှစလို့နောက်၂၄နာရီအတွင်းအမြင့်၅ပေမှ၈ပေအထိလိုင်းကြီးနိုင်တယ်လို့မူစလာရဲ့အသိပေးချက်အရသိရပါဗျ။ရန်ကုန်မှတနင်္လာရီကံရိုရန်တလျှောက်ပင်လေးပြင်းခရီးတွင် နေရာစစ်စစ်မိုးထစ်ချုံရွာသွန်းမှဖြစ်ကရေပြင်လီဟာအနောက်သို့မဟုတ်အနောက်တောင်သို့တနင်္လာရီလ10မိုင်မှ25မိုင်နှုန်းတက်ခတ်နိုင်ပြီးလိုင်းမြင့်၅ပေမှ၈ပေခန့်အထိရှိလာနိုင်ကြောင်းသိရပါဗျ။ အလားတူရန်ကုန်မှရခိုင်ကံရုံးနဲ့တခြားပင်လယ်ပြင်ခရီးတွင်နေရာကွက်ကြားမိုးထစ်ချုံရွာမှဖြစ်က ရေပြင်လီဟာအနောက်သို့မဟုတ်အနောက်တောင်သို့တနအီ၁၀မိုင်မှ25မိုင်နှုန်းတက်ခတ်နိုင်ပြီးလိုင်းအမြင့်၅ဘီမှ၈ဘီခန့်ထိရှိနိုင်ကြောင်းမိုးစလာကအသိပေးထားတယ်လို့သိရှိရပါတယ်ရှင်။ ပရိသတ်များရှင်ကျမတို့ရှင်ကုန်မီဒီယာကနေပြည်တွင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်ဝန်ရှိထူးခြားဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှိနိုင်ရန်ထုတ်လင်းနေဆက်ပေးရရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များကိုကျေးဇူးတင်ရှိပါတယ်ရှင်။